ဒီနေ့အားလုံးပဲမင်္ဂလာပါဒူဘီဗီလိရှ်မှာဖွင့်တဲ့ Photographers တိုင်းအတွက် Mastering Lightroom Classic online သင်တန်းလေးရနေပြီးတော့လူကြီးမျိုးတို့အားလုံးကိုကျေးဇူးပါတယ်ကျွန်တော် Educator ရေသူအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သင်ကြားမှာက session 1ရဲ့ပထမဆုံး episode ဖြစ်တဲ့ episode number 1ပေါ့နော် အဲ့တော့ဒီ episode number 1မှာ ကျွန်တော်ဘေးချောင်းရာနဲ့ပတ်သက်ပြီးသင်ပေးသွားမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ software တဲမှာပေါ့နော် Lightroom Classic တဲမှာကျွန်တော်ဘာမှမလုပ်သေးဟုတ်ပြီနော်အဲ့တော့ဒီ Lightroom Classic အကြောင်းမသိခင်သင်တန်းသားတိုင်းပေါ့နော်ရောနေနိုင်တဲ့ Lightroom Classic ဆိုတာဘာလဲပြီးရင် Lightroom ဆိုတာဘာလဲနော်ဒီ software နှစ်ခုရဲ့ကွာခြားပုံကဘယ်လိုဖြစ်လဲပြီးရင်ကျွန်တော်တို့က ဒါဘလို့ advantage တွေရှိမလဲပေါ့နော်ဘယ် software ကိုကျွန်တော်တို့ကအသုံးပြုရမှာလဲဆိုတဲ့အကြောင်းကို ရှင်းပြပေးမယ်အဲ့တော့ software နှစ်ခုအကြောင်းရဲ့ကွာခြားချက်ကိုကျွန်တော်ကရှင်းပြပေးခြင်းဖြစ်မယ်ဘာဖြစ်လို့ကျွန်တော်ကရှင်းပြပေးရလဲဆိုလို့ရှိရင်ကျွန်တော်ဒီ course ကိုလာ join တဲ့သင်တန်းသားအနေနဲ့ပေါ့နော် Lyron ကိုဘာမှမသိသေးတဲ့သူတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော် mobile မှာဒီ Lyron ဆိုတဲ့ logo လေးပါတယ်ပေါ့နော်ဒီ application ကို အသုံးပြုပြီးတော့ photo တွေကိုဒါ အဒီနင်းလုတ်တယ်ဝါသနာပါတယ်ပြီးရင်ကျွန်တော်ဓာတ်ပုံတွေကိုမိုဘိုင်းကနေပဲတစင်းတင်တယ်အဲ့လိုတင်တဲ့ချိန်မှာဒီ Lyron Classic ကြီးဆိုတော့ဘာလဲအချို့တွေကကြတော့သုံးတာသုံးနေရပေါ့နော်သူ့ရဲ့ interface ကကွာနေတယ်ဘယ်လိုမျိုးကွာလဲဆိုပြီးတော့ကျွန်တော်ဒီမေးခွန်းတွေမေးခဲ့ဘူးတာလည်းရှိတယ်ပေါ့နော်ဒါကိုရှင်းနေနေဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ဒီစော်ဝဲနှစ်ခုဟာဘယ်လိုအားသာချက်အားနည်းချက်တွေရှိလဲဆိုတဲ့အကြောင်းအရအချက်၁၀ချက်ကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်တယ် ဒုတိယတစ်ပိုင်းမှာကြာတော့ကျွန်တော်တို့ဒီ Lion Classic ထဲမှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုသင်တန်းမှာသင်မဲ့ software ကကြာတော့ Lion Classic ဖြစ်တယ်ပေါ့နော်အဲ့တော့ Lion Classic ဆိုတာဘာလဲ Lion ဆိုတာဘာလဲကျွန်တော်တို့ဒါပြီးကြရင်ရှင်းလင်းလေးဖြစ်သွားလိမ့်မယ်ကျွန်တော်တို့အခုသင်တန်းမှာသင်မဲ့ Lion Classic ထဲမှာဒုတိယတစ်ပိုင်းမှာပေါ့နော်ကျွန်တော်ကဘာသင်ကြားပေးမှာလဲဆိုလို့ရှင်သူ့ရဲ့ interface တွေပြီးရင်ကျွန်တော် overview ပေါ့နော်ဒီ software ကိုကျွန်တော်တို့ကဘယ်လိုမျိုးဖွဲ့စည်းတည်ဆောင်ထားလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်အတူတူလေ့လာချင်မှာဖြစ်တယ်ဟုတ်ပြီ တော့ကျွန်တော်ပထမ divine နေနဲ့ဒီ Lyron Classic နဲ့ Lyron ရဲ့ကွာချားပုံအချက်စေချက်ကိုကျွန်တော်အနှိမ့်ချုပ်လေးထုတ်ထားတယ်။ဒီလိုကြောင့်မလို့ကျွန်တော်ဒီပုံလေးကိုကြည့်ပြီးတော့ပေါ့နော်ဒီ style လေးကိုကြည့်ကြည့်ပြီးတော့ကျွန်တော်အတူတူလေးလာကြမယ်ပေါ့နော်။အဲ့တော့ခေါင်းစဉ်ကိုကျွန်တော်ကစဖတ်မယ်ဆိုလို့ရှင် Lyron Classic နဲ့ Lyron CC တို့ရဲ့ကွာချချက်များဟာတဲ့အဲ့တော့လူချင်းတို့တင်တဲ့သားကြီးဘာမှမသိသေးဘူးနည်းနည်းလေးသိရတဲ့သူလည်းရှိသေးမယ်အကုန်သိရတဲ့သူလည်းရှင်းရှိသေးမယ်ဒါဘာမှမဖြစ်ဘူးကျွန်တော်အစအနေကုန်ရှင်းပြပေးမယ်ဟုတ်ပြီနော် တော့လူချင်းမျိုးတင်တဲ့သားအနေနဲ့ဒါ live room ကို mobile နဲ့မှာပဲဒါ Google Play Store လို့ပေါ့နော် iPhone ကိုင်းနေသူဆိုလို့ရှင် App Store ထဲမှာ download လုပ်တယ်ဆိုလို့ရှင်ဒီလိုမျိုးလို့ကိုဒီလိုမျိုး logo လေးတွေကိုဒါတွေ့ဘူးကြလိမ့်မယ်ပေါ့နော်အဲ့တော့ live room classic ကတော့ကျွန်တော်တွေ့မှာမဟုတ်ဘူး live room ဆိုပြီးတော့ကျွန်တော်တွေ့လိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အကိုကဆရာကဒီ live room classic ကြီးကိုတင်နေတယ်ကျွန်တော်က mobile ထဲမှာဒီကောင်အောင်ပဲတွေ့ဘူးတာနော်ဒီ software နှစ်ခုကဘာကွာလဲကျွန်တော်အချက်ဆယ်ချန်နဲ့ကျွန်တော်စရှင်းကြမယ် ဟုတ်ပြီနော်အဲ့တော့ပထမ logo လေးကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှင်သူ့ရဲ့ logo လေးမှာ LRC လို့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်က Lion Classic လို့ကျွန်တော်ကခေါ်တယ်ဟုတ်ပြီနော်အဲ့တော့သူ့ညာဘက်ကကောင်းကကြတော့ LR လို့ပဲရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်က Lion လို့ခေါ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ကထပ်ပြီးတော့ခေါ်တာက Lion CC လို့ခေါ်တယ်ဟုတ်ပြီနော် Lion LRC ကကြတော့ Lion Classic ဖြစ်တယ် LR ကကြတော့ Lion ဒါမှမဟုတ် လိုင်ရွန်စီစီလို့ကျွန်တော်ကခေါ်တယ်။စီစီရဲ့ရှေ့ကောက်ကဘာလဲဆိုရင် creative cloud ကိုကျွန်တော်ပြောခြင်းဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်ဒီနေရာမှာမှတ်ထားလိုက်စေချင်တာက creative cloud ကကြတော့ကျွန်တော် cloud base ကိုကျွန်တော်အခြေခံဟုတ်ပြီနော်။အဲ့တော့သူ့ရဲ့ history လေးကြောင်းကိုကျွန်တော်ဒီအချက်၁၀ချက်မှတော့မပါဘူး။ဒါမှမဟုတ်ကျွန်တော်အကျဉ်းမင်းလေးရှင်းပြပေးမယ်နော်။အဲ့တော့ Lyron Classic ကအရင်ပေါ်လာလားအကိုကြီး Lyron ကအရင်ပေါ်လာလား။စိတ်ထဲမှာ dream ဖြစ်နေနိုင်တယ်ပေါ့နော်။ တော့ကျွန်တော်ဘယ် version ကအရင်ပေါ်တာလဲဘယ် software ကအရင်ပေါ်တာလဲဆိုလို့ရှိရင်ကျွန်တော် LRC လို့ခေါ်တယ် Lyron Classic ကကျွန်တော်စပြီးအရင်ပေါ်တာ ဖြစ်ပါတယ်သူ history မှာပေါ့နော်အဲ့တော့နောက်ပိုင်းနေပညာတွေတိုးတက်လာတဲ့လူတွေကမိုဘိုင်းတွေအသုံးပြုလာကြတယ်။ Internet technology ကတိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်က cloud based technology လို့ခေါ်တယ်။ကိုယ့်ရဲ့ဒီ data တွေကိုပေါ့နော် ပုံတွေပဲဖြစ်ဖြစ် video တွေပဲဖြစ်ဖြစ်ဒါကတော့ကျွန်တော်ကဒီ Lightroom photo editing သင်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပုံတွေအနေနဲ့ပဲပြောသွားမယ်ပေါ့နော်တခြားအလုံးမှာလိုအပ်တဲ့အချက်လက်တွေကို cloud base မှာ story တစ်ခုအနေနဲ့ကျွန်တော်က upload လုပ်ပြီးတော့တင်ထားကြတယ်အဲ့တော့သူ့ရဲ့အားသာချက်အားနည်းချက်ကဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့အရင်ခေတ်တုန်းကကျတော့အပြင်မှာကျွန်တော်က A star နဲ့ hard drive နောက်ပိုင်းနေပြည်တော်မြင်လာတဲ့အချိန်မှာကျွန်တော်တို့ဒီ SSD ပေါ့နော် A star နဲ့ SSD ပေါ့နော်သူ့ရဲ့ speed ကပို့ပြီးတော့မြန်တယ်ပေါ့နော်ကျွန်တော်တို့အရင် laptop တွေမှာသုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က hard disk drive တွေသုံးတယ်ဒါပေမဲ့ကျွန်တော်နေပြည်တော်မြင်လာတဲ့အချိန်မှာနောက်ပိုင်းရောင်းတဲ့ laptop တွေဆိုလို့ရှိရင် SSD လို့ခေါ်တဲ့ solid state drive ဆိုတဲ့နေပြည်တော်ကိုကျွန်တော်တို့ကအသုံးပြုကြတယ်ဒါဆိုလို့ရှိရင်ကွန်ပျူတာရဲ့သူ့ရဲ့လုံးနိုင်စွမ်းကပို့ပြီးတော့ဒါ efficiency ပို့များလာတယ်ပေါ့နော် ထို့တူပဲကျွန်တော်တို့က live one classic မှာဆိုလို့ရှိရင်ကျွန်တော်က file တွေကိုတင်းနေဆိုလို့ရှိရင် external hard drive external ssd နဲ့ကျွန်တော်ကသိမ်းကြတယ် live room မှာကြာတော့သူက cloud base ကိုအခြေခံတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါ cloud ပုံမှာပဲ upload လုပ်တယ်ကိုလိုအပ်တဲ့ချိန်ကြာလို့ချင်း download လုပ်တယ်ပုံတွေကိုပြင်တယ်ဒီခါရင်ပြင်ပြီးသားကိုလည်း cloud ထဲမှာဒါသူပါသူ automatic ပေါ့နော် synchronize လုပ်ထားတယ်ဟုတ်ပြီနော်ဒါသူ့ရဲ့ကွာခြားပုံတွေကိုကျွန်တော်အချက်ဆက်ချက်မပြောပြသေးခင်အရင်ဆုံးမျက်စိထဲမှာရှင်းနေအောင်ပြောပြတယ် အဲ့တော့ Adobe Creative Cloud Adobe Suite ကကြတော့နောက်ပိုင်းဘလို business လောက်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Lightroom Classic ကအရင်ပေါ်ခင်းတော်လဲပဲသူက Lightroom ကိုနောက်ပိုင်းမှာမိတ်ဆက်လိုက်တယ်ဟုတ်ပြီနော် mobile မှာစပြီးတော့မိတ်ဆက်လိုက်တယ်ပေါ့နော်အဲ့တော့ mobile မှာစပြီးမိတ်ဆက်လိုက်တဲ့အချိန်မှာ तू ကဒီ mobile phone တွေအသုံးများလာတဲ့အတွက်ကြောင့်မလို့ဒါပေါ့ပပါ तू မိတ်ခေါ်တာလဲဖြင့်ဖြင့်လိမ့်မယ်ပေါ့နော်ဒါ photographers မဟုတ်တဲ့ other user တွေလဲဓာတ်ပုံတွေတင်ပြီးတော့လွယ်လွယ်ကူကူပဲ editing ပြုလို့ရအောင်လို့အတွက် ဒီ Lyron ဆိုတဲ့ကောင်ကသူကနောက်ပိုင်းမှာ introduce လုပ်တယ်။ပြီးတော့သူ့ရဲ့ business plan ကလည်း꿰ွားတယ်ပေါ့နော်။အဲ့တော့ဒီ business plan ကိုသူကထပ်ပြီးတော့ share လိုက်တဲ့ပုံစံမျိုးအနေနဲ့ cloud base မှာ storage ပေါ့နော်1 terabyte ဆိုလို့ရှိရင်ပတ်စံဘလောက်ဘလောက်2 terabyte ဆိုလို့ရှိရင်ဒါ gain 2000ပေါ့နော်။ဘလောက်ဘလောက်ဘလောက်ဆိုပြီးတော့ subscription plan နဲ့သူကသွားတာဖြစ်တယ်။ဟုတ်ပြီနော်။ဒါ Lyron ဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် Lyron CC ဖြစ်တယ်။အဲ့တော့အဓိကကွာတာကျွန်တော် Adobe Creative Cloud က business လုပ်တဲ့ လန်ချင်းကွာဝါတာဖြစ်တယ်။ဒါလေးကိုသိထားရင်ရပြီပေါ့နော်။ဒီကောင်ကကျတော့ကျွန်တော်အပြင်မှာ manual ပေါ့နော် instant hard drive နဲ့ data ကို store လုပ်ရမယ်။ဒီကောင်ကကျတော့ Lyron Creative Cloud ကကျတော့ cloud based ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ mobile ပဲဖြစ်ဖြစ် tablet တွေပဲဖြစ်ဖြစ်ပေါ့နော် laptop တွေပဲဖြစ်ဖြစ်တပုံပြင်လိုက်တာနဲ့ auto synchronize လုပ်တယ်။ ပြီးရင်ကျွန်တော် cloud base မှာ upload လုပ်မယ်လိုအပ်ရင်ကျွန်တော် download လုပ်ပြီးတော့ပုံတွေကို editing လုပ်မယ်ကို edit လုပ်တဲ့နေရာကိုလည်းဒါသိမ်းပေးထားမယ်ပေါ့နော်နောက်ဆုံးဘယ်နေရာမှာပြီးခဲ့လဲဆိုတော့အထူးသူကသိမ်းပေးထားမှာဖြစ်တယ်ဟုတ်ပြီဒါသူ့ရဲ့ history နဲ့ဒါဘလူးကွာချားလဲဆိုတဲ့အရာကိုကျွန်တော်အကြမ်းဖြင့်ပြောပြတာအောက်မှာကျွန်တော် data အချက်လက်တွေနဲ့သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အချက်၁၀ချက်ရွေးထားတယ်ပထမတစ်ချက်မှာကျတော့ devices တဲ့ devices မှာကျတော့ Lyron Classic ကကျတော့ desktop only ပဲအသုံးပြုတယ်အဲ့တော့ desktop ကကျွန်တော် laptop အကွန်ပျူတာအကုန်ပါတယ် ဟုတ်ပြီနော် သူက mobile နဲ့ tablet တွေမရဘူးဟုတ်ပြီနော် Lyron Classic ဒီ desktop only ပဲဖြစ်တယ် Lyron CC ကကြတော့ desktop ရဲ့ mobile ရဲ့ web ပြေဆိုပြီးတော့သူကသုံးမျိုး link ချပြီးတော့ synchronize လုပ်ပြီးတော့အသုံးပြုလို့ရဟုတ်ပြီနော်အဲ့တော့ကိုက computer အသုံးပြုတဲ့သူမဟုတ်ဘူးတကယ်လို့ကိုက mobile အသုံးပြုတယ် tablet အသုံးပြုတယ်ဆိုလို့ရှင် iOS ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်ဒီ Lyron ကိုဝယ်သုံးတာပဲဖြစ်ဖြစ် cravat prevention ဆိုလို့ရှင်တော့သူဒီ upload တွေဘာတွေကိုတော့ ဒါဒီ synchronize ဖြစ်အောင်တော့လုပ်ပေးတာမျိုးတော့ကျွန်တော်ကတော့တိတ်ပြီး recommend မပေးဘူးပေါ့နော် ဝယ်သုံးတာတော့အကောင်းဆုံးပဲဖြစ်တယ်เนาะအဲ့တော့ Adobe ရဲ့ဒီ official website မှာလည်းပြီးကြရင်ကျွန်တော်ပြမယ်ဘလို့ဝယ်မယ်ဆိုလို့ရှိရင်ဒါဘယ် website ကိုသွားရမလဲဒါမှမဟုတ်ကျွန်တော်မြန်မာနိုင်ငံမှာတခြားရောင်းတဲ့ဒီ third party ပေါ့เนาะ digital product တွေဖြစ်တဲ့ဒီ Spotify နဲ့ Netflix တို့ပေါ့เนาะဒီ VPN တွေပဲဖြစ်ဖြစ်ကျွန်တော်ရောင်းတဲ့ digital product တွေရှိတယ်ဒါမှမဟုတ်ကျွန်တော်ဒီ Photoshop တွေ Lightroom တွေ After Effects Premiere Pro Adobe Products တွေ Microsoft Office ပေါ့เนาะ365တို့ပြီးရင်ကျွန်တော် Word တို့ PowerPoint တို့ Excel တို့အဲ့လို products တွေ digital products တွေ only ရောင်းတဲ့ page ဖြစ်တယ်ရှိတယ်เนาะဟုတ်ပြီเนาะအဲ့လိုမျိုးမှာကျွန်တော်ဝယ်သုံးလို့ရတယ်ဒါကသူ့ရဲ့ပထမကွာချချက်နံပါတ်၁ချက်ဖြစ်တယ်အဲ့တော့ Lion Classic ဒီကွန်ပျူတာမှာပဲအသုံးပြုလို့ရတယ်ဒီကောင်ကကျွန်တော်ကျွန်တော် mobile နဲ့ web တွေရောကွန်ပျူတာမှာအသုံးပြုလို့ရတယ်ဟုတ်ပြီเนาะဒုတိယတစ်ခုကကျွန်တော် location of files အဲ့တော့ Lion Classic မှာကျတော့ကျွန်တော် local with external hard drive တွေ external SSD တွေ memory stick ပေါ့နော်အနေအဆုံးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ camera card တွေ camera နဲ့ကျွန်တော်တို့က camera ရဲ့ SD card တွေနဲ့ကျွန်တော်တို့က ဒီကောင်ကိုချိတ်ပြီးတော့ကွန်ပျူတာမှာချိတ်ပြီးတော့အသုံးပြုလို့ရမယ် Lyron Classic ကိုပေါ့နော်ဒီ Lyron ကကြတော့ Lyron လို့ခေါ်တဲ့ဒီ Lyron Creative Cloud Lyron CC ကကြတော့ကျွန်တော် Global Cloud Based Version ဖြစ်တယ်သူကကြတော့ Data Storage ကို Cloud Based ပေါ်မှာပဲ Upload လုပ်မယ် Download လုပ်မယ်ဒီကောင်ကကြတော့အပြင်မှာရှိနေတဲ့ Device တွေနဲ့ကွန်ပျူတာနဲ့ချိတ်ပြီးတော့ Data ကိုဒါ Store လုပ်ဟုတ်ပြီနော် Lyron Classic နဲ့ Lyron ဒုတိယ Channel နဲ့ဒီလိုကွာပါတယ် ဲ့တော့တနည်းတစ်ချက်ကကြတော့ fine banker အနေနဲ့ကကြတော့ baron classic မှာကြတော့မပါမပါတဲ့ခါကြတော့ကျွန်တော်ကဘယ်လိုပြုလို့ရလဲဆိုတော့ manual ပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဓာတ်ပုံဆိုတာအရင်ကြီးကြီးတယ်ပေါ့နော်ဒါ photographer style သိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဓာတ်ပုံတစ်ပုံပေါ့နော် wedding တစ်ခုရိုက်တာပဲဖြစ်ဖြစ် signing တွေပဲဖြစ်ဖြစ် pre wedding ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ convocation ပဲဖြစ်ဖြစ်ပေါ့နော်ဒီအဖြစ်အပျက်တစ်ခုကိုကျွန်တော်ကရိုက်ပြီဆိုလို့ရှင်နှစ်ခါပြန်ရိုက်လို့အဆင်မပြေဟုတ်ပြီနော်အဲ့တော့ကိုက ကင်မရာနဲ့ရိုက်ပြီးသွားတဲ့အချိန်မှာကယ်ရီဒါထဲမှာပုံတွေကိုဒါစတိုးလုပ်လိုက်ပြီးပြီးရင်ကျွန်တော်က Lion Classic ကိုလာပြီးတော့ join ပြီးတော့ input လုပ်မယ်ဆိုလို့ရှိရင်ဂျားထဲမှာ external factor တခုခုကြောင့်ပေါ့နော် SD ကအဲ့ဒါတက်သွားပဲဖြစ်ဖြစ် damage ဖြစ်သွားပဲဖြစ်ဖြစ်ကိုကင်မရာပျောက်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးခြေနေအမျိုးမျိုးကြောင့်ပေါ့နော်ကျွန်တော်ရဲ့ပုံတွေ data တွေကပြန်စည်းသွားနိုင်ဟုတ်ပြီနော်အဲ့တော့ချို professional photographer တွေကဘယ်လိုမျိုး file ကို backup လုပ်လဲဆိုလို့ရှိရင် ဥပမာထားလိုက်ပါတော့2023မှာရိုက်ခဲ့တယ်2024မှာရိုက်ခဲ့တယ်2025မှာရိုက်ခဲ့တဲ့ပုံတွေရှိအဲ့လိုရိုက်ခဲ့တယ်ဆိုလို့ရှိရင်ကိုလောလလတ်အလုံးမပြီးသေးတဲ့ကောင်တွေကို तू ကဒီ hard disk hard drive နှစ်ခုနဲ့ပေါ့နော် backup လုပ်မယ်ပထမတစ်ခုဟာကျွန်တော်ဒီကွန်ပျူတာနဲ့အနည်းဆက်ဆုံးချိန်ပြီးတော့အသုံးပြုမဲ့ hard drive တစ်ခုဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့နဲ့ဒီမနည်းဆက်ဘူးပေါ့နော်တနေရာမှာကျွန်တော်လုံခြုံတဲ့နေရာမှာ drive box တင်မှာဖြစ်ဖြစ်ဒါမှမဟုတ်ကိုလုံခြုံတဲ့နေရာမှာပေါ့နော်ဒီလိုမျိုး အပြင်ကိုခဏခဏမတည်ဝါမဲ့လုံခြုံတဲ့နေရာမျိုးမှာပိုင်တွေကိုဒုတိယအနေနဲ့ကျွန်တော်တို့ကဘက်ကက်လုပ်ထားလိုက်မယ်ပေါ်ပြီးကူးထားလိုက်မယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့တချို့ professional photographer တွေဒီလိုမျိုး file တွေကိုပျောက်ဆုံးသွားမှာကိုစိုးရိမ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ file backup အနေနဲ့ကျွန်တော်တို့ဒီကွန်ပျူတာထဲမှာတနေရာမှာသိမ်းမယ်ဒါမှမဟုတ် extra နဲ့ hard drive တစ်ခုခုမှာသိမ်းမယ်ပြီးရင် ကျွန်တော်ကနောက်ထပ် extra နဲ့ hard drive တစ်ခုခုနဲ့ backup အနေနဲ့အိပ်ပုံတွေကိုကျွန်တော်တို့ကအလုံးမပြီးသေးခင်အထိဒါ copy ကူးထားလိုက်တယ် backup လုပ်ထားလိုက်တယ်ပေါ့နော်ဒါ Lyron Classic မှာအသုံးပြုတဲ့ပုံစံဖြစ်တယ်အဲ့တော့ Lyron ဆိုတဲ့ Lyron CC မှာကြာတော့သူက cloud based ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ external factor တွေအပြင်မှာကျွန်တော်တို့ဒါအိမ်မီးလောင်ဝါတာရေကြီးဝါတာရာသီဥတုကြောင့်ကျွန်တော်တို့ဒီတစ်ခုခုဖြစ်သွားပါတော့ကိုယ့်ရဲ့ပစ္စည်းတွေတစ်ခုဖြစ်သွားဒါမှမဟုတ်အခိုးခံလိုက်ရတာအဲဒီလိုမျိုးကျွန်တော်တို့ကစိုးရင်စရာမရှိတဲ့အတွက်ကြောင့်မလို့ဒီကောင်ကဒီနေရာမှာတော့အာသာဝါတယ်သူက cloud based ဖြစ်တယ်ဟုတ်ပြီနော် Okay ဒါနံပါတ်3တစ်ချက်ဖြစ်တဲ့ fine bucket အနေနဲ့အခုလို့သွားတယ်လေးချက်မြောက်ဖြစ်တဲ့အချက်ကကြတော့ photo editing features အနေနဲ့ Lightroom Classic မှာကြတော့ features တွေပို့ပြီးတော့ပါတယ်ဟုတ်ပြီနော်အဲ့ဒီ features တွေကဘယ်လိုပုံစံမျိုးဖြစ်လဲဆိုတော့ချင်း advanced techniques တွေဖြစ်တဲ့ manual ပြုလုပ်ရတဲ့ကောင်တွေဖြစ်တယ်ဥပမာဆိုလို့ချင်းမျက်စိရဲ့မြင်အောင်ပြောမယ်ဆိုလို့ချင်းကျွန်တော် CAF ပေါ့နော် highlight shadow mid tone ကိုကျွန်တော်တို့က manual adjustment ပြုလုပ်လို့ရတယ်။ထို့အတူပဲ color grading နဲ့ mask တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့က mask ကကြတော့ဒါ lion classic မှာဆိုလို့ချင်းသူ auto ဒီနောက်ပိုင်းမှာဆိုလို့ချင်းပေါ့နော်ဒီနောက်ပိုင်းထွက်တဲ့ version နေဆိုလို့ချင်း subject only select ပြီးတဲ့កောင်នេះပါလာပြီဒါောင်းလဲကျွန်တော်သင်တန်းမှာ set ပြီးတော့ပင်ချားมาဖြစ်တယ်အဲ့တော့ပြောချင်တာက lion classic ကကြတော့ photographer တယောက်အနေနဲ့ကျွန်တော် advanced technique တွေပို့ပါတယ်ဟုတ်ပြီနော် lion ကကြတော့ကျွန်တော်ဒီ most people လူအများစုအဆင်ပြေအမှကျွန်တော်ဒီ field တွေကဒီ industry တွေကမဟုတ်တဲ့သူတွေဆရာဝန်တွေ engineer တွေတခြားပေါ့နော်အားလုံး careers တွေအမျိုးမျိုးဖြစ်နိုင်တယ် ဲ့လိုလူတွေကဒီဓာတ်ပုံဒီဓာတ်ပုံဝါဒနာနဲ့ပတ်သက်ပြီးရော laptop ဒါမှမဟုတ် desktop ကြီးနဲ့ computer ကြီးနဲ့ကျွန်တော်ကပုံတွေလည်းမပြင်ချင်ဘူးပေါ့ပါပါပဲပုံတွေကို edit လုပ်ပြီးတင်ခြင်းနဲ့ပြီးမှသူ့ဘာသူစိတ်ပြောင်းလာလို့ photography လောကတွေကိုခုံကူးရင်ခုံကူးပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ဒီဂျားကန်တဲ့တခုနေနဲ့လူအများစုစင်ပြအောင်လို့သူက Adobe Creative Cloud ကနေပြီးတော့ဂျားထဲမှာဒီကောင်ကိုလူအများစုနဲ့စင်ပြအောင်လို့ထုတ်ထားတဲ့ version ဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ နောက်တစ်ချက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အသုံးပြုပုံအသုံးပြုနေရကြတော့ beginners တွေအတွက်ဆိုလို့ရှိရင် can be confusing for beginners ပေါ့နော် beginner တွေအများစု ပေါ့နော်သူကစိတ်ရှုပ်နိုင်ဘာဖြစ်လို့လဲဆိုလို့ရှိရင် advanced technique တွေပါတဲ့အတွက်ကြောင့်မို့ features တွေပါတဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်ဒါကြောင့်မို့လို့သင်တန်းသားအနေနဲ့အာဒါ Lightroom ဒါကျွမ်းကျင် Lightroom မဟုတ်ဘူးနော် Lightroom Classic ကိုကျွန်တော်ကကျွမ်းကျင်အသုံးပြုတတ်ခြင်းတို့ဒီသင်တန်းကိုလာပြီး join ရနေဖြစ်တယ် ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့ Lightroom ကကြတော့ easy for beginners beginner တွေအတွက် easy to use စသုံးမှုတွေအဆင်ပြေအောင်သူကဖန်တီးပေးထားတယ်ဟုတ်ပြီနော်သူ့ရဲ့ဒီ UI UI flow တွေကစကြည့်ရတာအဆင်ပြေအောင် photographer မဟုတ်တဲ့သူတယောက်ကနေပြီးတော့ဒီ photo editing software ကိုအသုံးပြုတဲ့ချိန်မှာဥပမာကျွန်တော် CapCut တို့လို့ပေါ့နော် video editing ဒါမှမဟုတ်ဘူး video editor မဟုတ်ဘူးနော် video editing နဲ့မလုပ်တတ်ဘူးဒါမှမဟုတ်ကျွန်တော် CapCut တွေဝင်လိုက်ပြီးနည်းနည်းလေးလေ့လာလိုက်တာနဲ့ကျွန်တော်က ဆွဲချပြီးဆွဲထည့်ပြီးအသုံးပြုလို့ရအောင်လို့ဖန်တီးပေးထားတယ်။ဒါဒီ Lyron နဲ့အတူတူပဲ။ဟုတ်ပြီနော်။အဲ့တော့ Lyron Classic ကကျတော့ Beginner Stage စကင်မယ်ဆိုလို့ချင်း confusing ဖြစ်နိုင်တယ်။ဒီကောင်ကကျတော့လွယ်ကူတယ်။ဒါနံပါတ်5တစ်ချက်ဖြစ်တယ်ပေါ့နော်။အဲ့တော့နံပါတ်6အနေနဲ့ဆက်သွားမယ်ဆိုလို့ချင်း plugins အနေနဲ့ဆိုလို့ရှင် Lyron Classic မှာကျတော့ plugins တွေပါတယ်။ Lyron CC မှာကျတော့ plugins တွေမပါဘူး။အဲ့တော့သူ့မှာကျတော့ Photoshop ဆိုတဲ့ကောင်းပဲသွားလို့ရတာဖြစ်တယ်။ဒီကောင်ကကျတော့ကျွန်တော် Lyron Classic မှာကျတော့ဘယ် plugin တွေသွားလို့ရတယ်ဆိုတာကိုကျွန်တော်မပြမှာပေါ့နော်။ ဒီမှာဆိုလို့ရှိရင် diamond classic နဲ့ဒါဆက်ပြီးတော့ပေါ့နော် editing လုပ်လို့ရတဲ့ plugin တွေကိုကျွန်တော်ဒီမှာပြမယ်ဒီကောင်တွေကကျတော့ paid plugin တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတခုသိစေချင်တာကဒီ plugin တွေကိုကျွန်တော်တို့ကဝယ်သုံးတာအကောင်းဆုံးပဲတကယ်လို့ကျွန်တော်တို့ကဝယ်မသုံးဒီ lion classic ကိုပေါ့နော် cravation အသုံးပြုတယ်ဆိုလို့ချင်းဒီ plugin တွေကဒါ lion ကြီးချွေမရှိတာတွေ install လုပ်လို့မရတဲ့ပြဿနာတွေကြုံနေတယ်အဲ့တော့ကိုကတကယ်လို့ဒီသဏ္ဍာန်တက်ပြီလို့ တခြား plugin အနေနဲ့အသုံးပြုခြင်းလဲဆိုလို့ရှိရင်ဝယ်သုံးတာပိုကောင်းတယ်အဲ့လိုဝယ်သုံးနေဆိုလို့ရှိရင်လည်းဒါ Lion Classic ကိုဝယ်သုံးမယ်ပြီးရင်ကျွန်တော် plugin တွေကိုလည်းဝယ်သုံးမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီသင်တန်းမှာပေါ့နော်ကျွန်တော်သင်ပြီးရချိန်မှာဖြစ်ဖြစ်သင်နေရချိန်မှာဖြစ်ဖြစ်ဟုတ်ပြီနော်ကျွန်တော်အသုံးပြုလို့အဆင်ပြေတဲ့ဒီ Lion ရဲ့ plugin တွေကိုလည်းကျွန်တော်ဒီသင်တန်းမှာထည့်ပေးသွားမယ်တကယ်လို့ဒီ software တွေ updates ထွက်တယ်ဆိုလို့ရှိရင်လည်း ူကလိုင်ယုံကြီးတွေ့မှုဖြစ်တယ်တွဲသုံးလို့အဆင်ပြေတယ်ဘာမှ issue မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော် upload ထပ်တင်ပေးပါဟုတ်ပြီနော်အဒီမှာဆိုလို့ရှိရင်ဘူးတူရရအောင်လို့လူမီနာနေယူပေါ့နော်ဒီကောင်ကကျတော့သူ့ရဲ့ဆောင်ရကြောင်တက်တက်တီးသန်းတစ်ခုအနေနဲ့ရှိတယ်ဒါမှမဟုတ်ကျွန်တော် Lightroom Classic တွေမှာလည်း plugin တစ်ခုအနေနဲ့အသုံးပြုလို့ရတယ်ဟုတ်ပြီနော်အဲ့တော့လူမီနာနေယူ photo editing တင်တာလည်းကျွန်တော်ရဲ့ဒီ Adobe Premiere Page မှာဖွင့်ထားပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ Nik Collection ပိုင်း DSO ဒီကောင်လည်း plugin ဖြစ်တယ် Topal Lab Studio 2 Exposure X7 DHO Photo Lab 3.2 Aurora HDR ဒါ2024မှာပေါ့နော်သူရဲ့အကောင်းဆုံး plugin တွေအားသား plugins တွေအများကြီးရှိသေးတယ်ဟုတ်ပြီနော်အဲ့တော့ on1 photo raw ရှိမယ် portraiture 3ရှိမယ် alert timeless ရှိမယ်ပြီးရင်ကျွန်တော်တို့ bot prone ရှိဟုတ်ပြီနော်ဒါသူရဲ့ plugins တွေဖြစ်တယ်အဲ့တော့ကိုကဝယ်သုံးမယ်ဆိုလို့ရှိရင်နော် ီကောင်းလေးကို plugin တစ်ခုနဲ့တစ်ခုချိန်ပြီးအသုံးပြုလို့ရတယ်အဲ့တော့ plugin ဆိုတော့ဘာလဲကိုရေးဆရာရေးဆိုလို့ရှိရင်ကျွန်တော် ready to use အနေနဲ့အသုံးပြုလို့ရအောင် software တစ်ခုထဲမှာတခြား software တစ်ခုကိုကျွန်တော်ကတွဲဖက်ပြီးအသုံးပြုတဲ့ပုံစံမျိုးဖြစ်တယ်ဥပမာ photoshop ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ portrait ချတွေကိုကျွန်တော်ကအသုံးပြုတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော် skin reduction ကိုတခါတယ် ray go go အုပ်လို့ရအောင်လို့ဟုတ်ပြီနော်အဲ့သူ့ရဲ့နောက်မှာအလုပ်လုပ်တဲ့ပုံစံကလည်း company တွေပေါင်းပြီးတော့ business ကိုခွဲယူတယ်အဲဒီလိုပုံစံမျိုးနေနဲ့အလုပ်လုပ်တယ်ဟုတ်ပြီနော်အဲ့တော့ plugins တွေဒီဘာမှမအောင် Lightroom Classic မှာပါတယ် Lightroom CC မှာပါလားမပါ Photoshop ပဲသူသွားလို့ရရလိမ့်မယ်ကျွန်တော်တို့သူသွားလို့မရဘူးဟုတ်ပြီနော်အဲ့တော့ number 7တစ်ချက်ကကြာ data capture ဖြစ်တယ်အဲ့တော့ data capture ကိုသိတဲ့သူလည်းရှိလိမ့်မယ်မသိတဲ့သူလည်းရှိလိမ့်မယ်အဲ့တော့ data capture ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ studio photographer အတွက်ပေါ့နော်ကျွန်တော်တို့ဒီ camera နဲ့ဒီ computer နဲ့ပေါ့နော် cable joint နဲ့ချိန်ပြီးရော live session အနေနဲ့ဓာတ်ပုံရိုက်လို့ရှိရင် ဥပမာကျွန်တော်ဓာတ်ပုံတစ်ချက်ရိုက်ပြီးလို့ရှိရင်ကိုယ် exposure တွေ highlight တွေ shadow တွေမှန်နေလားဆိုတာကို monitor တစ်ခုခုမှကြည့်တာကိုကျွန်တော် theta capture လို့ခေါ်တယ်။ဒါသည်ကျွန်တော် Lightroom Class စမှာပါတယ်။ Lightroom မှာကြာတော့ပါလားမပါ။ဟုတ်ပြီနော်။ဒီလိုမျိုးလေးကြီးကျွန်တော်ရှိမယ်။အဲ့တော့ number 8တစ်ချက်ကကြာတော့ module အနေနဲ့ကြာတော့ Lightroom Class စမှာ modules 9ခုပါတယ်။ဒါပြီးကြာရင်ကျွန်တော်တွေးရမယ်။ Lightroom CC မှာကြာတော့ကျွန်တော် module ပါလားဆိုတော့သူ့မှာ modules တစ်ခုမှမပါဘူး။ဒီကကြာတော့ beginner's day အသုံးပြုလို့ရအောင် UI ကျွန်တော်ဒီ UI design ကို ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါချိုးရှက်ခတ်နေမဲ့ຢာတွေသူတကူမှမထဲထားဟုတ်ပြီနော် organization နဲ့ photo search ပေါ့နော်ဒီကောင်းကကြတော့ကျွန်တော်တို့ဒီ lion classic မှာကြတော့ fully manual ဖြစ်တယ် organization ဆိုတာကြာကျွန်တော်ပုံတွေကို organize လုပ်မယ် fader stake ခံမယ် rating တွေပေးမယ် color label တွေသတ်မှတ်မယ်ဟုတ်ပြီနော်ဘယ်ပုံတွေကကောင်းလဲဘယ်ပုံတွေကပထမဦးစားပေးပြင်ရမှာလဲဘယ်ပုံတွေကဒုတိယဦးစားပေးပြင်ရမှာလဲဒါကျွန်တော်တို့ရဲ့ဒီပုံတွေအများကြီးကို editing ပြုလုပ်တဲ့အချိန်မှာအရန်ကိုအရေးပါတယ်ဒါ lion classic မှာ manual သွားမဲ့ຢာရဖြစ်တယ်။ပြီးရင်ကျွန်တော် photo share တာကကျတော့ keywords တွေခံတာတွေပြီး export ထုတ်တဲ့ချိန်မှာ metadata တွေ import လုပ်တဲ့ချိန်မှာ metadata တွေထည့်ရတာသူက fully manual ကိုပါကိုပြုလို့ရမယ်အရာတွေဖြစ်တယ်။ဥပမာကျွန်တော်ငွေဆောင်တို့ချောင်းသားတို့မှာပုံတွေရိုက်ခဲ့တယ်နော်။2024မှာဖုန်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ရိုက်ခဲ့မယ်။ကင်မရာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ရိုက်ခဲ့မယ်။ဒီကောင်ကျွန်တော်က live run ထည့်မယ်ဆိုလို့ရှိရင် keywords ကိုငွေဆောင်ချောင်းသားအဲဒီလိုမျိုးခံလို့ရတယ်။အဲ့တော့ပုံတွေကအများကြီး ထောင်ချီပြီးဖြစ်လာမှဖြစ်တဲ့အတွက်ကြောင့်မို့ကိုက2024လို့2025လို့မှရိုက်ခဲ့တဲ့ငွေဆောင်ချောင်းသာပုံတွေကျွန်တော်ပြန်ရှာမယ်ဆိုလို့ရှိရင် keywords တွေမှာဒီနာမည်တွေပေးပြီးတော့ကျွန်တော်ကထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လိုလေကူကူရှာလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ Lightroom CC မှာကြာတော့ automatic tagging ဖြစ်တယ် intelligence ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြာ AI search ဖြစ်တယ်နော်သူကကြာ AI ဘက်ကိုသွားမယ်လို့သွားတယ်လို့ပြောလို့ရတယ်ဥပမာကျွန်တော် beach တစ်ခုမှရိုက်ခဲ့တဲ့ပုံဆိုလို့ရှိရင်သူကအလိုလိုဒီကောင်ကိုကျွန်တော်ကသိပြီးသားဖြစ်တယ်ဒါ Lightroom CC ဖြစ်တယ်နော် ဟုတ်ပြီနောက်ဆုံးတစ်ချက်ပြတဲ့နံပါတ်10ဆင်ရကြတော့ purpose for ပေါ့နော်အဲ့တော့ဘလူးမျိုး photographer တွေကဘယ် software ကိုအသုံးပြုရမှာလဲဟုတ်ပြီနော်အဲ့တော့ Lightroom Classic ကိုကကြာ professional photographer ကြီးဒါအသုံးပြုပါတယ်ဘာလို့လဲဆိုလို့ရှင်ကျွန်တော်အရင်ဆုံးထွက်ခဲ့တဲ့ software ဖြစ်တာပြင်အောင်မှာကျွန်တော် features တွေကကြာတော့ပို့ပြီးတော့ detail ချက်ချက်ကျွန်တော်က manual control လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီ camera မှာလို့ပဲပေါ့နော်ပုံမှန်တိုင်းဆိုလို့ရှင်ကျွန်တော်တို့ဒီ auto move ထားပြီးရိုက်ကြတယ်ပေါ့နော်နော်ဒါမှ ချက်ပြီးတော့ကိုကပို့ပြီးတော့ကျွမ်းကျင်လာတယ်ဆိုလို့ရှိရင်ဒီ exposure triangle ကိုကျွန်တော် manual move ပြောင်းပြီးတော့ aperture iso shutter speed ကိုကျွန်တော်ထိုင်းကြတယ်ထို့အတူပဲကျွန်တော် lightroom classic မှာဆိုလို့ရှိရင်လည်း professional photographer တွေကပို့ပြီးတော့အသုံးပြုတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ပို့ပြီးဒီဒီကြတဲ့နေရာတွေကို control လုပ်နိုင်လို့ဖြစ်တယ် lightroom cc ကကြတော့ mobile တို့ travel photographer တို့အတွက်ပို့ပြီးတော့သင်ယူတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်က desktop ပေါ်မှာဒါ desktop ပေါ်မှာပဲ editing ပြုလို့ရတယ် application software မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ software မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတနေရာကိုသွားမယ် laptop desktop ကတော့ဒါတေချာဖို့မပါဘူးနော် laptop လည်းမထည့်သွားခြင်းဘူး mobile နဲ့ tablet လို့နဲ့ပဲကိုနားနေနေရာမှာ hotel မှာပဲဖြစ်ဖြစ်ပုံတွေကိုရိုက်မယ်ပြင်မယ်ပြီးရင် social media ပေါ်တင်မယ်နောက်ထပ် key ဆက်မယ်ဟုတ်ပြီနော် laptop ကိုကျွန်တော်တို့ဖွင့်ပြီးတော့လူပင်မမခံနိုင်ဘူးကိုကခီးထက်ဆက်ဖို့ရှိရဆိုလို့ရှင် Lightroom CC က cloud based လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ ် ester နဲ့ hard drive တွေလည်းမလိုဘူးကြောဖို့အထက်မှာ space မယူဘူးတကယ်လို့ကိုကအဲ့လိုမျိုး carrier မျိုးနဲ့ photography ကိုသွားနေတယ်ဆိုလို့ရှင်တော့ကျွန်တော် Lightroom CC ကပို့ပြီးတော့ဒါအသုံးပြုလို့ကောင်းတယ်အဲ့တော့ကျွန်တော်က travel photographer လို့ပြောလိုက်တာနဲ့ Lightroom CC ကိုပဲအသုံးပြုရမယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူး professional travel photographer တွေလည်းကျွန်တော်ဒီ laptop နဲ့ပေါ့နော်ဒီ synchronize လုပ်ပြီးတော့ဒီ Lightroom CC ကိုကျွန်တော်အသုံးပြုတယ်ဟုတ်ပြီနော်ဟိုက laptop နဲ့ပုံနေ editing လုပ်ပြီးတော့ ကလောက်မှာစေထားလိုက်တယ်ပြီးရင်ကျွန်တော်တို့အိတ်တဲ့ချိန်လဲတဲ့ချိန်မှာမိုဘိုင်းနဲ့ထပ်ပြီးတော့အတင်းလင်းလောက်တာမျိုးအဲဒီလိုပုံစံမျိုးလဲကျွန်တော်တို့တွားလို့ရတယ်တခုနဲ့တခု switch လုပ်ပြီးတော့လဲတွားလို့ရတယ်ဟုတ်ပြီနော် Lightroom CC ကနေပြီးတော့ဒီ photographer ကိုလဲ sorry ကျွန်တော်ဒီ photography ကိုလဲစိတ်ဝင်စားသေးပဲ ਨੇ Lightroom CC ကိုအသုံးပြုပြီးတော့မှ Lightroom Classic ကိုပြောင်းလာတဲ့ beginner တွေရှိသလို Lightroom Classic ကမှတစင် Lightroom CC ကို switch ချိန်ပြီးဟိုဘက်ဒီဘက် switch ချိန်ပြီးတော့အသုံးပြုနေတဲ့ professional photographer လည်းရှိတယ် ါကကိုအဆင်ပြေဆိုသွားလို့ရတယ်အဲ့တော့ကျွန်တော်ဒီချက်ဆက်ချက်ကိုပြောပြပြီးအချိန်မှာကိုကဘယ်လို user မျိုးဖြစ်လဲဒါပေမဲ့ဒီသင်တန်းမှာတော့ Lightroom Classic နဲ့ပတ်သက်ပြီးတော့သင်ကြားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ Lightroom Classic နဲ့ပတ်သက်ပြီးတော့သင်ကြားပြီးွားပြီးဆိုလို့ရှိရင် Lightroom CC ကိုတော့အလွယ်တကူအသုံးပြုလို့ရတယ်ဟုတ်ပြီနော်ပြီးတော့ပို့ပြီးတော့များနေရပဲရှိတာโอเคเนาะဟုတ်ပြီအဲ့တော့ဒါဆိုလို့ရှိရင်လူချင်းမျိုးသင်တန်းသားအနေနဲ့ကိုကဘယ်လို ties မျိုးဖြစ်မလဲကိုရှေ့ဆက်သွားမယ် photography type ကဘယ်လိုပုံစံမျိုးဖြစ်မလဲပေါ့နော်ဘယ် software ကိုရွေးသင်လဲနှစ်ခုလုံးပဲအသုံးပြုရမှာလားဒါရှင်းလင်းလင်းသိသွားမယ်လို့ကျွန်တော်ကထင်တယ်ကိုယ့်ရဲ့ saturation မှာမူတည်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ pricing နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ Adobe Creative Cloud ကိုသူ့ရဲ့ website ကိုကျွန်တော်တွားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် individual tab မှာဝင်ထားတယ်သူ့ရဲ့ application အကုန်လုံးအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဘာလို့60လောက်ရှိမယ်ဒါအခုဈေးပေါ့နော်ဟုတ်ပြီနော်